လက်ရှိဒီအရခဒေတာအတွင်းကဒီတိုက်ပွဲအခြေအနေကတော့အိုစစ်တွေဖက်မှဆိုလို့ရှိရင်ဒီဝါဘိုကြေးရွာအပဝင်းကျင်အတဝိုက်မှာဒီအပြန်လှန်အပြစ်ခတ်မှုတွေတော့ဟိုရှိနေပါတယ်ဟိုစစ်ကောင်စီဘက်ကဒီလေကြောင်းနဲ့ဒီလက်နေကြီးပြစ်ခတ်မှုတွေဟိုတောက်လျှောက်ရှိနေပါတယ် ဟိုကြောက်ဖြူဖက်မှာတော့ဒီလွန်ခေးတဲ့ဟို6ရက်လောက်ကစပြီးတော့ဒီအာစေမိုးရွာဒီကြတ်တိန်ရွာနောက်ဒီအာခရောက်ဆောင်ရွာနောက်ဆိုင်ခုံရွာပေါ့နော်ဟိုအဲ့ဒီကျေးရွာတွေဘက်ကိုဟိုစစ်ကောင်စီဘက်ကနေဒီအင်အားအများပြားသုံးပြီးတော့ဟိုလက်နေကြီးပစ်ကူဟိုလေချောင်းပစ်ကူဒီဒရုန်းတိုက်ခိုက်မှုတွေနဲ့ဒီအပြင်းထန်အာထိုးစစ်ဆင်လာတဲ့အတွက်ဟိုအဲ့ဒီကျေးရွာတွေတဝိုက်မှာဟိုတိုက်ပွဲတွေ အာတောက်ချော့ဖြစ်ပေါ်နေတာရှိပါတယ်။ဟိုနောက်ပြီးတော့ဒီအာပဲခူးနဲ့ဒီရခိုင်အဆက်နောက်ဒီအာမကွေးရခိုင်အဆက်ပေါ့နော်ပြီးလို့ရှိရင်ဒီအေရာဝတီရခိုင်ပေါ့အဲ့ဒီအဆက်နေရာတွေမှာအထူးသဖြင့်ဒီဟိုရခိုင်ရိုးမရဲ့ဒီဆန်ချေချိုးနေရာတွေမှာဟိုစစ်ကောင်စီဘက်ကဒီအာ သူတို့ဒီထိုးစစ်ဆင်လာတဲ့အတွက်ဟိုအပြင်းထန်ဟိုတိုက်ပွဲတွေဖြစ်နေတာရှိပါတယ်ဒီအကြံဖဲစစ်ကောင်စီရဲ့နေချောင်းဆောင်စခန်းဌာနချုပ်အဟောင်းဒီကြီးကန်းပြင်ကိုဟိုလွန်ခဲ့တဲ့အာဒီဖေဖော်ဝါရီလ28ရက်နေ့အညမှာဒီဘုံကျေးခံရတာဟိုမှန်ပါတယ်ဗျာ ဟိုဒါပေမဲ့လို့ဒီအာလူအသေးအပြောက်ကတော့မရှိပါဘူးဟိုဒဏ်ရတာလည်းမရှိဘူးဟိုအဲ့ဒီမှာဒီသူတို့အာဒီအရင်ရှိခဲ့တဲ့အဲ့ဒီစခန်းသေးကဒီအဆောက်အဦတချို့ကိုထိမှန်ပြီးတော့ဟိုဟိုပြက်စီးသွားတာတော့ရှိပါတယ်အော်ဟုတ်ကဲ့ပါခင်ဗျာဒီတိတ်ကို၃နှစ်မထုတ်ရဆိုပြီးတော့ ဟိုထုတ်ပြန်ထားတာမျိုးတော့ဟိုကျွန်တော်မတွေ့မိဘူးဗျဟိုဒါပေမဲ့ဒီတိတ်ခိုးထုတ်နေတာတွေကိုဟိုထင်းကြောင်းတားဆီးဖို့လိုတဲ့အတွက်ကြောင့်ဒီဒေသန္တရအမင်းထုတ်ပြန်ပြီးတော့အာလောက်တာတွေတော့ရှိနိုင်ပါတယ်ဟိုအရင်တုန်းကဒီစက္ကဆတ်ကိုပိတ်ဆံပေးပြီးတော့ဟိုဒါမှမဟုတ်ဒီနီလန်းအမျိုးမျိုးနဲ့ခိုးပြီးတော့ဒီခုတ်ထားတဲ့တိတ်တွေကတော့ဟိုအများကြီးပဲဗျ ဟိုတန်ရှင်ပေါင်းများစွာရှိနေပါတယ်။ဟိုအထူးသဖြင့်ဒီကွမ်းမြူနီထဲမှာဆိုလို့ရှိရင်ဒီ ARD တိုင်းဖက်ကဒီကာလန်ဖောက်ဝင်လာပြီးတော့ဟိုခိုးပြီးတော့မှဒါခုတ်ထားတဲ့တစ်တွေဟိုအများကြီးတွေ့ရပါတယ်။ဟိုစစ်ကောင်စီခေတုံးကဒီစစ်ကောင်စီနဲ့ပေါင်းပြီးတော့ဒီအာခိုးခုတ်ထားတဲ့ဒီတစ်တွေကိုတော့ဟိုတချို့ကိုကျွန်တော်တို့အာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့ဟိုတင်စီသွားမှာဖြစ်ပါတယ် ဟိုဒီတစ်တွေကိုကျွန်တော်တို့ဒီအာဒေတာပြန်လေထူထောင်ရေးတွေမှာဟိုအသုံးပြုသွားမှာဖြစ်ပါတယ်။ဟိုတချို့ဒီပုဂ္ဂလိကဒီတပိုင်းတနိုင်လှုပ်ရှားနေတဲ့သူတွေအခုထားတဲ့တစ်တွေကိုတော့ဒီရွှေပြောင်းတေယူခွင့်ဒီလုပ်ငန်းလောက်ကင်ခွင့်ကိုတော့ဟိုကျွန်တော်တို့ဟိုမကန့်တတ်ပါဘူး။ဟိုတတ်မှားထားတဲ့ဒီအခွန်နှုံးထားပေးသွင်းပြီးတော့ဟိုဆက်လက်လောက်ကင်ခွင့်ပေးသွားမှာဖြစ်ပါတယ်။